အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ဒီနေ့ tips တွေကတော့ကျွန်တော်တို့ market မှာဒီ crypto market မှာကျွန်တော်တို့ကဘာဖြစ်လို့ဝယ်တဲ့ဘက်ကိုပဲအယောင်ထက်ကိုဝယ်တဲ့ဘက်ကိုလည်းပို့ပြီးတော့ဥစားပေးပြီးတော့ကျွန်တော်တို့က trading မှာလုပ်နေရတဲ့လေပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ BTC market မှာကျွန်တော်ဥပမာလေးပြောပြပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့က trend follower တွေဖြစ်တယ်။ trend follower တွေဖြစ်တဲ့အကြောင်းကျွန်တော် trend ကို follow လိုက်ပြီးတော့ကျွန်တော်တို့က လိုက်ထရိတ်မှာပေါ့ဗျာပြောမှာဆိုလို့ရှိရင်အဲ့တော့ shorting မလုပ်ဘူးလားဆိုလို့ရှိရင်တော့ shorting လုပ်မယ်ရန်ဖန်ရန်ခါလုပ်မယ်ဘယ်လိုနေရာမှာ shorting လုပ်မယ်ဆိုတော့ကျွန်တော် retracement ယူတဲ့နေရာမှာကျွန်တော်က shorting ကိုဝင်ဝင်ရောက်မယ်တကယ်ကျွန်တော်တို့ရဲ့ market လာရကျွန်တော် trend follower ဖြစ်တဲ့ကြောင့်ကျွန်တော် trend ကိုပဲလိုက်ပြီးတော့ဟောကျွန်တော်တို့ trade ဖို့အတွက်ကိုပထမဦးစားပေးဖြစ်တဲ့ shorting ကတော့ကျွန်တော်တို့ counter တွေမှာပြန်ပြီးတော့ shorting လုပ်မယ်ပေါ့ဗျာအာဆိုလိုတဲ့သဘော shorting ဆိုရင်ဘယ်နေရာတွေမှာလုပ်မလဲဥပမာဆိုပါဆိုဗျာဒီ trend line ပေါ့နော်ဒီ trend line က breakout ဖြစ်ထားတယ်ကျိုးထားတယ်ကျွန်တော် retest မှာ မှာအာဒီမှာအခုဆိုလို့ရှိရင်ဗျာတက်နေဗျာတကယ်လို့ရှိရင်ဒါဆိုရင်ဒီဒီဒီကန်တယ်ဗောနော်ဒီကိတ်ကန်တယ်ကမပိတ်သေးဘူးဆိုလို့ကဒီနေ့ကန်တယ်ကမပိတ်သေးဘူးတကယ်လို့ဒီနေ့ကန်တယ်ကဒီနေရာမှာ shooting star ဖြစ်သွားရင်ကျွန်တော်တို့ဘာလုပ်မှာဆိုရောင်းမှာဟုတ်ပြီနော်အ shooting star ဖြစ်သွားပြီဆိုလို့ရှိရင်နော်ဒီနေ့ကန်တယ်ကကျွန်တော်တို့ကရောင်းပါဆိုတော့ train line breakout retest ပြန်လာတဲ့အခါမှာကျွန်တော်တို့က ရောင်းဖို့အတွက်ကိုဦးစားပေးတာပေါ့နော်တကယ်လို့မြတ် breakout ဖြစ်သွားခဲ့သည်ဒီ trend line ကိုတဲကို breakout ဖြစ်ပြီးအပေါ် breakout ပြန်ဝင်သွားခဲ့သည်ရှိတော့ကျွန်တော်တို့ကပြန်ဝင်ဖို့အတွက်ကိုပြန်စဉ်းစားရမယ်ကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုတယ်အဲ့ဒါကိုကျွန်တော်တို့ trading plan လို့ခေါ်တယ်ဘာလို့ဆိုတော့အစကတည်းကကျွန်တော်တို့ကစီစဉ်ထားပြီးဒါဒီနေရာမှာဒီ market action မှာကျွန်တော်တို့က horizontal support resistance timeline trend line နေရာတွေမှာ breakout ဖြစ်သွားရင်ဝယ်တဲ့အပတ်ကိုကျွန်တော်တို့ဦးစားပေးပြီးတော့တစ်ချက်စဉ်းစားမယ်။ဒါပေမဲ့ breakout မဖြစ်ပဲနဲ့ဒီမှာ shooting star လို့ဟာမျိုးပေါ်လာခဲ့တည်ရှိတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အယောင်ပြောင်းဝင်တာဖြစ်တဲ့အကြောင်းရောင်းမှုတက်ကိုစဉ်းစားမယ်။အဲ့တော့ ျွန်တော်ကအယောင်ပြောင်းဝင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ shop shopping လုပ်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီလိုဇုံနေပြီးတော့ဒီလိုဇုံနေဒီလိုဇုံနေကိုအထီကိုကျွန်တော်တို့ကအသွားဖို့သွားနိုင်မလားဆိုတော့တစ်ချက်ပြန်ပြီးတော့ကြည့်ရမှာပေါ့เนาะအာလောလောဆယ်တော့ကျွန်တော် FOMC ကာလဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအာလောလောဆယ်ခဏ ငင်းငင်းလေးနေပြီးတော့ကျွန်တော် market ကိုစောင့်ကြည့်နေရပေါ့နော်ဒီနေ့ဆိုရှင်တော့ market ကတော်တော်ရွေ့ရလို့ပြောအောင်မယ် BTC ရဲ့ဈေးက33329ဖြစ်နေပြီပေါ့နော်အာဘာလို့ဆိုတော့ market ကလုံးဝငြိမ်နေရနေပြီးတော့ဒီ trend line ကိုကျွန်တော်တို့အပေါ်ကိုပြန်ဝင်သွားတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဘာကြောင့်အဝယ်ကိုပဲဦးစားပေးပြီးတော့စဉ်းစားနေရလဲဆိုရင်တော့ trend ရောက်မှာအဲ့တော့ BTC ရဲ့ trend ကြောင့်ကျွန်တော်တခြားအောက်ကွိုင်းနေရလဲ BTC ကလည်း app နေရဆိုလို့ရှင်တခြား အောက်ကွိုင်းတွေကလည်းတော်တော်များများအကုန်လုံးကညာတက်မဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဥပမာဆိုပါဆိုကျွန်တော်မြင်တောင်ပြရမှာဆိုရှင်ကျွန်တော်တို့ဒီမှာ weekly မှာကြည့်လိုက် weekly မှာဆိုလို့ရှင်ဒီမှာကြည့်လိုက် train ရာကျွန်တော်လုံးဝเนาะလုံးဝတောက်လျှောက်တောက်လျှောက်ကြည့်ဒီမှာ တောက်လျှောက်ကြည့်ကျွန်တော် attract သွားနေတာဒါဆိုလို့ရှိရင်တော့အမြင်သားမှန်ထင်ပါတယ် weekly မှာတော့ဟိုကလုံးဝ attract သွားနေတယ် weekly ရဲ့ fibonacci ဆွဲလိုက်ရင်တော့ဟိုကသူ့ရဲ့ retracement က23.8တောင်အောင်မရှိဘူးပေါ့နော်မရှိသေးဘူးပေါ့ဗျာအဲ့လောက်ဆိုရင်အဲ့တော့ဒီမှာဆိုကျွန်တော်တစ်ချက်ဟိုဟို fibonacci လေးတစ်ချက်ကျွန်တော်ဆွဲပြမယ်ဗျာနောက်ပါတော့ကျွန်တော်ဒီကနေပြီးတော့နောက်ဆုံးပေါ့နော်အာနောက်ဆုံး low ကနေပြီးတော့အမြင့်ဆုံး high ที่ကိုစွန့်လိုက်တော့ဒီမှာဆိုလို့ရှင်သူ့ရဲ့ retracement ကသူက23.6000မရှိသေးဘူးဗျာအာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က trend ကိုလုံးဝတော့ဟို ဟို rubber ဆက်ပြန်ဖြစ်ဖို့ဆိုတာအထက်တောင်မှအာကျွန်တော် retracement ကလုံးဝဟိုယူနေတာမျိုးမတွေ့ရသေးဘူးဗောဗျာအာလောလောဆယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှင်လို့ရှင်တယ်ကျွန်တော်တို့ကဒီမှာ accumulation လုပ်ပြီးတော့ကျွန်တော်ဒီမှာအာတက်သွားတယ်ဒီမှာနောက်ထပ် re accumulation လုပ်တယ်တက်တယ်အခုလက်ရှိဒီမှာလည်းအဲတက်တယ်ဒီမှာလည်း re accumulation ပြန်လုပ်နေ re accumulation ပြန်လုပ်နေရဗောဗျာသူ့ liquidity ရရင်တော့ကျွန်တော်တို့ပြန် add မယ်လို့လို့ကျွန်တော်တို့က technical ရဆိုရင်ကျွန်တော်ယူစတယ်ဗောနော်အဲ့တော့ day 1မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှင်လေ ယ်ကျွန်တော်တို့ထိုးနီး၎င်းမယ်ဒီဘက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလုံးဝဟိုဟိုကျွန်တော်တို့က app train သွားနေရဗျာဒီ train ကိုပဲကျွန်တော်တို့က retracement နေယူနိုင်လောက်တဲ့အချိန်တွေမှာကျွန်တော်တို့ကရောင်းမယ်အဲ market ကပြန်ပြီးတော့ move လုပ်တဲ့အချိန်မှာကျွန်တော်တို့ကပြန်လိုက်ဝင်မယ်ဒါ train ကို follow လုပ်တဲ့သဘောပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းဟိုဘာလို့လဲဆိုတော့ဝယ်ဘေးနေရာမှာဝယ်ရမလဲဆိုတာပဲအဲကျွန်တော်တို့ကအာအယောင်းထက်ကိုအဝယ်ကိုပို့ပြီးတော့ဥစားပေးတာပေါ့နော်ဒါပေမဲ့ ခုနလိုကျွန်တော်ပြောရတဲ့ train jack နေနဲ့ကျွန်တော်ဒီလိုမျိုး train line နေမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့က market ကို counter ပြန်ဝင်နိုင်တယ်ပြန်ဝင်ဖို့လည်းကျွန်တော်တို့ကစဉ်းစားလို့ရတယ်ဒါပေမဲ့ counter ပြန်ဝင်တဲ့အခါမှာတော့ကျွန်တော်တို့က TP ကိုအရင်အဝေးတော့ဟောကျွန်တော်အနေနဲ့ဆိုရင်တော့မယူစေချင်ဘူးအဲ့တော့ကျွန်တော်တို့နောက်တစ်ခုကကျတော့ဒီအဲ BTC ကလည်းကျွန်တော်တို့တက်မဲ့အရေးအယောင်တွေလည်းရှိသေးဆိုရဲ့အတွက်ကြောင့်ကျွန်တော်တို့က train ကိုပဲ follow လုပ်လုပ်တယ်ပေါ့နော်တက်တယ်မတက်တယ်ဆိုတော့ technical ကစကားပြောမှာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကဒီနေရာကိုပဲကျွန်တော်တို့လက်ရှိ BTC မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ trend line ကိုပဲကျွန်တော်ဟော focus လုပ်နေတာပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်ဘာကြောင့်အော်ကျွန်တော်တို့အအရောင်းထက်အဝယ်ဦးစားပေးနေရဲဆိုတဲ့သဘောကိုကျွန်တော်ဒီ market analysis လေးကိုတွဲပြီးတော့ knowledge အနေနဲ့မျှဝေပေးလိုက်တာဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်